မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စီးရီးသတင်းကတော့ကမ္ဘောဒီးယားအပေါ်တိခန်နိုင်စွမ်းကုံဆုံးသွားပြီလို့ထိုင်းစစ်တပ်ကကြေညာလိုက်ပြီးတော့ထိုင်းဝန်ကြီးချုပ်အနုဒင်ကလည်းထိုင်းစစ်တပ်ရဲ့စီးရီးဆောင်ရွက်ချက်များကိုအပြည့်အဝထောက်ခံကာကမ္ဘောဒီးယားကိုအရှိန်ဟုန်နဲ့စစ်တိုက်ရန်မီးစိမ်းပြခွင့်ပြုလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာထိုင်းစစ်တပ်ကတရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတော့ ကမ္ဘောဒီးယားအပေါ်တိခန်နိုင်စွာကုံဆုံးသွားပြီဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။ထိုင်းစစ်တပ်အနေနဲ့တိုက်ပွဲဝင်ရန်အပြည့်အဝအသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ကမ္ဘောဒီးယားကလက်နက်ကြီးများအသုံးပြုတိုက်ခိုက်ပါကထိုင်းစစ်တပ်ကအင်အားပြည့်တိုက်ခိုက်ရန်အစဉ်အသင့်ပြင်ထားပြီးဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထိုင်းပြည်သူလူထုနဲ့အချုပ်အခြာအာဏာအတွက်လိုအပ်သောအရေးယူမှုဆောင်ရွက်မှုများအားလုံးကိုထိုင်းစစ်တပ်ကအပြည့်အဝလုံဆောင်သွားမှာဖြစ်တယ်လို့သိရပါဗျ။ထိုင်းစစ်တပ်ကိုထိုင်းပြည်သူများကအပြည့်အဝယုံကြည်မှုထားရှိရန်ထိုင်းစစ်တပ်ကတောင်းဆိုထားပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံဟာနယ်စပ်ဒေသဆိုင်ရာအငြင်းပွားမှုများနဲ့ပတ်သက်ပြီးတော့ ယခင်ကလည်းလက်နက်ကိုင်းပြိပခါများဖြစ်ပွားခဲ့ဘူးတော့လေလက်ရှိကာလမှာဖြစ်ပွားနေတဲ့စစ်ရေးတင်းမာမှုဟာအမြင့်ဆုံးကိုရောက်ရှိနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ထိုင်းဝန်ကြီးချုပ်အနုတင်ကလည်းစစ်တပ်ရဲ့စစ်ရေးဆောင်ရွက်ချက်များကိုအပြည့်အဝထောက်ခံပြီးလက်ရှိစစ်ရေးလှုပ်ရှားမှုများကို ရက်တန့်စရာမရှိတော့ဘူးလို့ပြောပါတယ်ကမ္ဘောဒီးယားရှုံးနိမ့်အာကုံသွားတဲ့အထိတိုက်ခိုက်သွားမှာဖြစ်ပြီးတော့စစ်တပ်ကလည်းစစ်တပ်ရဲ့အမိန့်ပေးခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်ထိုင်းဝန်ကြီးချုပ်ကထိုင်းပြည်သူများကိုကာကွယ်ရန်ကိုသာအဓိကအာရုံစိုက်ထားပြီးတော့ကျန်တဲ့အရေးကိစ္စများကိုဂရုစိုက်မှာမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုသွားပါတယ်ကမ္ဘောဒီးယားနဲ့ထိုင်းတို့ဟာမနေ့ကဒီဇင်ဘာလ10ရက်နေ့ကစတင်ပြီးတော့နှစ်နိုင်ငံအပြင်းထန်တိုက်ခိုက်မှုများစတင်ခဲ့ပြီး အခုနှစ်အတွင်းဒုတိယအကြိမ်မြောက်နေဆက်ဒေတာတိုက်ပွဲများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့တနင်္လာရီတိုင်းမောင်းတောင်မြို့ကိုအကြမ်းဖက်စစ်တပ်ကဖုံးစစ်ဆင်ရန်ပြည်တော်စုလမ်းမကြီးကိုအုံပြုပြီးတော့စစ်ရဲနဲ့ခဲရန်များအများအပြားဖြည့်တွင်းနေတဲ့အတွက်တိုက်ပွဲတွေပုံမှန်ပြင်းထန်လာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာရှေ့အနေကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ကမောင်းတောင်မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရန် ဘေးကော့တောင်ပြည်တော်စုလမ်းပိုင်းကိုအသုံးပြုပြီးတော့စစ်အားနဲ့လက်နက်ခဲယမ်းအများအများကိုဖြစ်တင်းကစစ်ကြောင်းများတပ်ဖြတ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်စစ်တပ်ကအင်အားအများပြဖြစ်တင်းထားတဲ့အတွင်းမှာတော်လိုင်းတပ်ဖွဲ့များနဲ့စီရေးတင်းမာနေကတိုက်ပွဲများပြင်းထန်လာနိုင်တယ်လို့သိရပါတယ်။လက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲပြင်းထန်ခြင်းမရှိသေးတော့လဲစစ်ခွင်းစစ်ကြောင်းများရှေ့ဆက်တိုးလာပါကတိုက်ပွဲများဖြစ်ပွားလာနိုင်တယ်လို့သိရပါတယ်။ 阿公了没有？事业他妈的紧张，剃度庙阿妮妮，这是妈拉事业那个啥的米了，被狗当狗粮煮了卖了。伢超难的，你蛮难超难的，对，老外吃蛋土老鸡米了呀。 ဘိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်စစ်ခွေးတွေကမောရောင်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ဘိတ်ကော့တောင်ပြည်တော်စုလမ်းမိုင်းကနေစစ်ရင်အားနဲ့လက်နက်ခဲယမ်းတွေအများအပြားပို့ဆောင်နေပါတယ်ပြီးတော့စစ်ခွေးစစ်ကြောင်းတွေကလည်းပြည်တော်စုလမ်းမိုင်းမှာတပ်ဖြန့်ထားတယ်အဲ့ဒီလိုအခြေအနေတွေကြောင့်တိုက်ပွဲကတော့တေချာပေါက်ဖြစ်နိုင်တဲ့အခြေအနေပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဘိတ်ကော့တောင်ပြည်တော်စုလမ်းမိုင်းကိုအတုံးမပြုတ်ဖို့ပိတ်လိုက်ရတာပါ တိုက်ပွဲဖြစ်ပြီဆိုရင်တော့နေရောညရောအချိန်မရွေးဖြစ်နိုင်နေဆိုတော့လောကအတော့မပြုတ်ရင်ပိုကောင်းပါတယ်နောက်ပြီးတော့လမ်းပိုင်းမှာစေခွေးကားတွေတွေ့ရင်လည်းကပ်ပြီးတော့မလိုက်ကြဘူးပြောချင်ပါတယ်လို့ဘိတ်ခရန်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်နိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာမောရောင်မြို့ကိုတော်လိုင်းတပ်များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မောရောင်မြို့သိမ်းတိုက်ပွဲဟာ၃ရက်ခန့်သာကြာမြင့်ခဲ့ပြီးတော့ KNU KNLA ဦးဆောင်မှုနဲ့အတူမောရောင်မြို့သိမ်းတိုက်ပွဲကို KNLA တပ်မဟာ၄ကတိုင်ရင်း၄၃တိုင်ရင်း၁၁ KNDO တိုင်ရင်း9တိုင်ရင်း၁၂ ် BBL FFD တို့ကပူပေါင်းပါဝင်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။စစ်တုံးမဲအယောက်40ကျော်ကိုဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီးတော့120မမအမြောက်နဲ့လက်120မမလက်နက်ကြီးကြီး188တောင်း5.5စက်တနက်တလား60မမ3လက် RPG 2လက်ငချင်းမီတလားလက်နက်ငယ်36လက်နဲ့အခြားလက်နက်ခဲရံများစွာကိုလည်းတိတ်စီရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အသက်15နှစ်အရွယ်မြန်မာနိုင်ငံသားမိန်းကလေးတအုပ်ဟာတားမြစ်မူရည်ဆေးဝါးတစ်မျိုးပါဝင်တဲ့ e-secret vape ပိုင်ဆိုင်မှုကြောင့်စင်ကာပူနိုင်ငံကနေနှင်ထုတ်တာခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါဟာစင်ကာပူမှာကာလရှည်ကြာနေထိုင်ခွင့်ပြုထားတဲ့ visa သတ်မှတ်ချက်ကိုအဲ့ဒီလိုပြစ်မှုမျိုးအတွက်ရုတ်သိမ်းတဲ့ပထမဆုံးဖြစ်စဉ်လို့လည်းသိရပါဗျ။နိုဝင်ဘာလ14ရက်နေ့တုန်းကရဲရဲရှောင်းတခင်စစ်ဆေးမှုအတွင်းမှာအဲ့ဒီမိန်းကလေးစီကနေ ် Actomedic Power နဲ့ Vape ကိုသိသိရမိခဲ့တယ်လို့သိရပါတယ်။စင်ကာပူမှာတော့အဲ့ဒီကရိယာကို K-pop လို့လည်းခေါ်လို့ရှိတယ်လို့သိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာတော့အဲ့ဒီမြန်မာမိန်းကလေးကိုနဲနေနံပေးပြီးတော့အေးအေးယူမယ်လို့ပြည်ထရေးဝန်ကြီးဌာနနဲ့ကျန်းမာရေးသိပ်ပန်းဦးစီးဌာနတို့ကပူးတွဲကြေညာချက်နဲ့အတည်ပြုခဲ့ပါတယ်။ဒါပေမဲ့တခြားဆော့ဆွဲချက်ကိုဖြည့်ရှင်းဖို့အတွက်စင်ကာပူမှာအထူးခွင့်ပြုချက်နဲ့ခဏတာဆက်လက်နေထိုင်ဖို့ကိုတော့ခွင့်ပြုပေးထားပါတယ်။အဲ့ဒီနောက်ပိုင်းကျရင်တော့မိန်းကလေးဟာ နေထုတ်ခံရမှာဖြစ်ပြီးတော့စင်ကာပူကိုနောက်တစ်ကြိမ်ဝင်ခွင့်ကိုလည်းရာသပ်ပံပိတ်ပင်ခံရမှာဖြစ်တယ်လို့သိရပါတယ်စင်ကာပူမှာစက်တင်ဘာလ10ရက်နေ့ကစပြီးတော့ဗိတ်ပင်နဲ့ပတ်သက်လို့ပုံမူပြီးတော့တင်းကျပ်တဲ့စီးမင်းဥတွေတွေကိုပြတ်ထန်းခဲ့ပါတယ်စီးမင်းအစ်စ်တွေအရာ K-pop တွေပန်ဆိုင်နဲ့အသုံးပြုတဲ့နိုင်ငံသားတွေဒါမှမဟုတ် Actomedic တုံးဆွဲထားကြောင်းစစ်စစ်တွေ့ရှိတဲ့နိုင်ငံသားတွေဟာစင်ကာပူမှာနေထိုင်ခွင့်ဗီဇာကိုရုတ်သိမ်းတာ နေနေခံရတာစင်ကာပူပြည်ဝင်ခွင့်ပိတ်ပင်တာတွေကိုကြုံရမယ်လို့ပြဋ္ဌာန်းထားပါတယ်။တီးကြအမှုတစ်ခုကတော့နိုဝင်ဘာလ28ရက်နေ့လုံးကအသက်16နှစ်အရွယ်စင်ကာပူနိုင်ငံသားလူငယ်တအူးဟာအက်ကိုမီဒိတ်တုံးဆွဲမှုနဲ့ဆေးဖြတ်စခန်းကိုနှစ်လကြာတွားရောက်နေထိုင်ဖို့အတွက်ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။သူဟာပုံမှန်ဗိတ်ထဲမှာကားမြင့်မူရီဆေးဝါးကိုထည့်ပြီးတော့အသုံးပြုနေကြောင်းစက်တဘာလ4ရက်နေ့မှာစစ်ဆေးတွေ့ရှိခဲ့ပြီးတော့ဖိနှိမ်ခံလိုက်ရခြင်းဖြစ်ပါတယ်။ဒါဟာတင်းကျပ်လိုက်တဲ့စီးမြင့်နေနဲ့ပတ်သက်လို့စင်ကာပူနိုင်ငံသားတအူးပထမဆုံးအေးအေးယူခံရခြင်းအနေနဲ့လဲမှ တ်တန်းဝင်ခဲ့ပါတယ်။အဲ့ဒီလူငယ်ဟာစစ်တပ်စခန်းကနေပြန်ထွက်လာရင်တောင်မှပုံမှန်စစ်စစ်ဓာတ်တွေနဲ့စောင့်ကြည့်ခံရတာတွေကိုနောက်ထပ်ဆက်နက်လက်ကြောင်အောင်ဖြတ်တန်းရမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကဏီမျိုးနယ်ကလှေစိတ်ကိုဒီနေ့ဒီသမလာ9ရက်နေ့မွန်လွဲပိုင်းမှာစစ်ခွေးတပ်ကဂျက်ဖိုက်တာနဲ့လေကြောင်းကနေပုံကျဲလို့အရသာပြည်သူနှအုပ်ဒဏ်ရာရပြီးတော့ဆက်လေတစီနင်းမြုပ်သွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကဏီမျိုးနယ်မုတ်ထောရွာကချင်းတွင်းနဲ့စိတ်ကန်းကိုမွန်လွဲပိုင်းတနအိခွဲအချိန်ကမှဂျက်ဖိုက်တာနဲ့ပုံလေးလုံးချဲခဲ့တယ်လို့သိရပါဗျ။ လူသိမ့်မရှိတဲ့အချိန်ဖြစ်လို့တော်သေးတာပေါ့နှစ်ယောက်ကတော့ရှက်ထိသွားတယ်ဆက်လီကတော့လုံးလုံးကိုမြုပ်သွားပါတယ်လေးလုံးအောင်ချဲချတာလို့ကဏီမြုပ်ကန်တအူးကအတိအပြုပြောကြားထားပါတယ်စစ်ခွေးတာဟာဒီရက်ပိုင်းမှာကဏီမြုပ်နယ်ကိုပြင်ပထားပြီးတော့လေးချောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်ဒီသမလာလေးရက်နေ့ကလည်းကဏီမြုပ်နယ်ကချင်းမင်းမြေချောင်းနယ်ကိုလေးချောင်းကနေလေးချိန်ဘုံကျဲလို့အယတာနာဦးတိတ်ဆုံးပြီးဆက်လီအချိုးလဲနင်းမြုပ်ပြက်စီးခဲ့တယ်လို့သိရပါတယ်နိုဝင်ဘာလ17ရက်နေ့ကကဏီမြုပ်နယ်ဝင်းမနာယွာတိုက်နယ်စေးရုံကို စစ်ခွေးတိုက်ရဲ့ဆက်တက်လေထီးနဲ့ဘုံကျဲခဲ့လို့ဒေသခံတွေနဲ့ကျမ်းမာရေးဝန်ထမ်းတို့အပါအဝင်ခုနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ18ရက်နေ့ကလည်းမင်းအိုရွာနဲ့တရပင်ရွာကြားစစ်ခွေးတပ်ကဂျက်ဖိုက်တာနက်စီးနဲ့ လေကြောင်းကနေပြီးတော့ဘုံကျဲလို့ရတားတူသေးဆုံးပြီးတူဒံရရှိခဲ့ပါတယ်စစ်ခွေးတက်ကဒီရပိုင်းမှာကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအေအော်ဒီတိုင်းနဲ့တနင်္သာရီတိုင်းတွေမှာလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်ဒီဇင်ဘာလ9ရက်နေ့ကစကိုင်းတိုင်းဒီပရင်မြို့နယ်ကိုလေကြောင်းကနေဘုံကျဲတဲ့ဖြစ်စဉ်မှာတက်ကြီးရွေးဦးတွေအပါအဝင်ဒေသခံ16ဦးသေဆုံးခဲ့ပါတယ် ီဇမရ6ရက်နေ့မှာလဲရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့ကိုဘုံကျဲလို့စေဘေးရှောင်းလေးအပါအဝင်17ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အခုရက်ပိုင်းတွေအတွင်းမှာမန္တလေးမှာစစ်ခွေးတွေကလမ်းတော်လမ်းလာပြည်သူတို့ချို့ကိုလူပတ်ကိုစီစစ်စောင့်ကြည့်စနေ Persons Scrutinization and Monitoring System PSMS နဲ့တိုက်ဆိုင်စစ်ဆေးတာတွေကိုပြုလုပ်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ဆေးမှုမှာတော့စစ်ခွေးရဲခွေးဖွေးအုံနဲ့ရဲကြီးလုံခြုံရေးဆိုတဲ့အောက်တန်းစားတွေဖွဲ့စည်းထားတဲ့အပြာရောင် uniform ဝတ်ပြူစောထီတွေလည်းပါဝင်တယ်လို့မြို့ကန်တွေကပြောပါရယ်။ရခိုင်ကစစ်ခွေးတွေအဖွဲ့စစ်ဆေးရမှာဖုန်းကိုစစ်ဆေးတာဆိုင်ကယ်ရဲ့တူးပေါက်ကိုဖွင့်ပြဖိုင်းပြီးတော့ရှာဖွေတာမြို့ကန်တွေအခုမှတော့မတ်ပုံတင်နံပါတ်အမည်ကိုမေးပြီးတော့သူတို့မှာအသင့်ပါလာတဲ့ tablet ထဲမှာထည့်သွင်းထားတဲ့ PSMS က်စနစ်နဲ့တိုက်ဆိုင်ဆက်ဆေးတာလို့သိရပါတယ်။ မန္တလေးရဲတပ်ဖွဲ့နဲ့နှိစပ်သူတအုပ်ရဲ့ပြောပြချက်အရ PSM ဆနစ်ထဲမှာနိုင်ငံရေးအရအမှုဖွင့်ထားတဲ့သူတွေသူတို့အလို့ရှိနေတဲ့သူတွေရဲ့ကိုရေးအချက်အလက်တွေကိုထည့်သွင်းထားတယ်လို့သိရပါတယ်အချက်အလက်တွေကိုစူးစီးရမှာတော့မှတ်ပုံတင် smart card passport ပြုလို့ရမှာရရှိထားတဲ့အချက်အလက်တွေကိုလည်းထည့်သွင်းထားတယ်လို့မန္တလေးရဲတပ်ဖွဲ့နဲ့နှိစပ်သူတွေကပြောပါတယ်ရခင်ကအဲ့ဒီဆနစ်နဲ့တိုက်ဆိုင်စစ်ဆေးတာကိုမြို့ဝင်မြို့ထွက် တားဂိတ်နေရာတွေမှာသာအဓိကထားပြီးတော့စစ်ဆေးတယ်လို့သိရပါတယ်မန္တလေးမှာတော့ပြီးခဲ့တဲ့ရက်ပိုင်းကအာနာတိန်စစ်ခွေးခေါင်းဆောင်ကြီးလာရော ဖို့ရှိတဲ့အတွက်လုံခြုံရေးတင်းကျပ်ထားတဲ့အချိန်မှာလူထုသပိတ်ခေါင်းဆောင်တအုပ်ဖြစ်တဲ့ဒေါက်တာတေဇာဆန်းဦးဆောင်ပြီးတော့စစ်အာဏာရှင်ဆန့်ကျင်ရေးကိုဆန္ဒပြခဲ့ပါတယ်။အဲ့ဒီနောက်စစ်ခွေးတကဆန္ဒပြတဲ့သူတွေထဲမှာပါဝင်တဲ့သူတွေကိုဖမ်းဆီးဖို့အတွက်စစ်ဆဲမှုတွေပြစ်လုလာတာပါဒီနေ့မှာဆိုရင်မနက်ပိုင်းကလေးကမန္တလေးဈေးကျုပ်အတွင်းကဈေးတန်းနေမှာစစ်ခွေးနဲ့ရဲခွေးတွေပူးပေါင်းထားတဲ့အဖွဲကစစ်ဆဲနေတယ်လို့ဈေးကျုပ်အပြင်ဘက်ကဈေးတယ်တအုပ်ကပြောပြလာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတာညာညွနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကွေတပ်ကပြည်သူ၃ဦးကိုတပ်ဖြတ်ပြီးတော့ခြေရွာများနဲ့စစ်ဆောင်ဒဲများကိုဇက်တိုက်မိရှို့နေတဲ့အတွက်ထောင်ထဲချတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလပိုင်းမှာစတင်ပြီးတော့မြောင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ဟာမြောင်ရွာကြီးရွာကတောတိုက်အတွင်းစစ်ဆောင်နေတဲ့အသက်33နှစ်အရွယ်ကိုငသိန်းနဲ့ရွာရန်စီကြီးရွာကပြည်သူနာအုပ်ကို ဖမ်းဆီးတပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာနိုဝင်ဘာလ9ရက်နေ့မှာမြန်မြို့နယ်တောင်ပိုင်းမှာရှိတဲ့နန်းစီကန်ကျေးရွာကနေအိမ်25လုံး၊နိုဝင်ဘာလ17ရက်နေ့မှာရွာရန်ရှိကျေးရွာကပြည်သူများတင်းစီစုဆောင်ထားတဲ့စက်အိတ်20ကျော်၊စိုင်းကယ်3စီးအပါအဝင်တောဒိုက်စစ်ဆောင်တဲ့3လုံးတို့ကိုမိစုဖျက်ဆီးထားတယ်လို့သိရပါဗျ။နိုဝင်ဘာလ23ရက်နေ့မှာဝက်ပုတ်ကျေးရွာကနေအိမ်5လုံးနဲ့နိုဝင်ဘာလ26ရက်နေ့မှာတဲကြီးကျေးရွာကဖုံးတော်ကြီးကျောင်းအပါအဝင် နေ28လုံးတို့ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်အလားတူပဲအဲ့ဒီစစ်ခွေးစစ်ကြောင်းဟာမနေ့ကဒီဇမလ10ရက်နေ့မှာလဲမြန်မြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ကင်းကျေးရွာကစစ်ဆောင်ပြည်သူတွေနေထိုင်နေတဲ့10လုံးကိုထမှန်မိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်ကင်းကျေးရွာဟာမခုတ်ကူတပ်မတရားတဲ့နဲ့နှီးကပ်နေတဲ့အတွက်ကြောင့်ပြည်သူများဟာ2022ခုနှစ်ကလေးကရွာလုံးကျစစ်ဆောင်နေရခြင်းဖြစ်တယ်လို့သိရပါတယ် စစ်ခွင်းစစ်ကြောင်းကဇက်တိုက်ကိုမိရှို့နေတာပါမနေ့ကညနေပိုင်းမှာမြိုင်မြို့နယ်ရှေ့ပိုင်းမှာရှိတဲ့ကင်းကျေးရွာကစစ်ရှောင်းနေရဆုံခွာတွေနေထိုင်တဲ့တော်တိုက်စစ်ရှောင်းတဲ့ရှစ်လုံးကိုမိရှို့ဖျက်ဆီးသွားပါတယ်ကင်းကျေးရွာကပခုတ်ကူတက်မှတရတဲ့နဲ့အရန်နီးကပ်နေတာဖြစ်တဲ့အတွက်ရွာလုံးချုပ်ကိုစစ်ရှောင်းနေရတာဖြစ်ပါတယ် မေထောင်းနဲ့ဆက်နှစ်ခုနဲ့လောက်ကလေးကနေရက်ကိုစွန့်ခွာလာခဲ့ရတာတောတိုင်းရာထဲတွေထဲမှာစူဝေးပြီးတော့တဲထိုးနေရတာမြိုင်မြို့အနီးစက်မှုနဲ့ဆက်ယုံတွေကထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကမိရှုဖြက်စည်းသွားတာပါအညာမှာတောင်သူတွေတင်းနဲ့ရိတ်သိမ်းပြီးတဲ့အချိန်စစ်ကြောင်းထုံးမိရှုဖြက်စည်းခံရတာဖြစ်လို့ဆုံးရှုံးမှုများစွာရှိပါတယ်လို့အညာမြေရပ်ဖက်လူမှုအဖွဲ့အစည်းမြိုင်ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းချင်တာလေးတခုကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုအစင်အမြဲတမ်းကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။ကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel official ဒီ channel တစ်ခုပဲရှိပါတယ်။ ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ပေါ့လုတ်ပဲစာမဟုတ်မမှန်သတင်းများကိုတင်နေတဲ့ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား Channel များမွေးလာကလေးကကိုပိုင်အုံနောက်ကိုမသုံးမဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား Channel များတနေ့တခြားပုံမှုများပြလာတဲ့အတွက်အတူပသတိပြုပြီးတော့အားပေးစီကြပါလေခင်ဗျာနေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းလင်းမြနာမြို့နယ်မှာစစ်ဆောင်ပြည်သူတွေနေထိုင်တဲ့လဲခုံကြီးကြီးွာဖုံကြီးချောင်းကိုအကြမ်းမဆက်တက်ကလေရင်နဲ့ပေါင်900ဘုံ၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ9ရက်နေ့မော်လွယ်ပိုင်းမှာလင်းမြနာမြို့နယ်မှာရှိတဲ့စစ်ပေးဆောင်ပြည်သူများနေထိုင်တဲ့လဲခုံကြီးကြီးွာဖုံကြီးချောင်းကိုအကြမ်းမဆက်တက်ကလေရင်နဲ့ပေါင်900ဘုံ ပုံလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူများအချိန်မီတိမ်းရှောင်နိုင်တဲ့အတွက်ကြောင့်ထိခိုက်သူတော့မရှိဘူးလို့ပြောပါတယ်။အခုလိုမျိုးဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်ရေကြီးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ပုံလေးလေးအမြောက်တပ်ကနေလဲလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ 谁亏的彭姐、啊、多的彭你讲了，这边上皮渡这边来了吧？皮渡这个村里水表卡奶了，皮改多了没收，讲完了便高兴没事了哦，便洗多皮了，皮渡在皮渡的个这边是这他开钱少，丽江人来进庙的，别看他人来进庙的，别看他开钱少，丽江人来进庙的，别看他开钱少，丽的，别看他开钱少，丽江人的，别看他开钱的，别看他开钱少，丽江人来进庙的，别开钱开钱少，丽江人来进庙的，上体别看他开的啊啊啊，别看他开钱少，丽江人来的，别看他开钱 အကြမ်းဖက်စစ်ခွေးတပ်ဟာ AOD တိုင်းအတွင်းရပ်သားပြည်သူများစာတင်ကြောင်းဘာသာရေးအဆောက်အဦများကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများသတိပြုနေထိုင်ကြရန်တော်လိုင်းတပ်ဖွဲ့များကအသိပေးပြောဆိုထားပါတယ်။အလားတူပဲအခုနှစ်ဇူလိုင်လ15ရက်နေ့ကနေအော်တိုဘာလ30ရက်နေ့အထိအကြမ်းဖက်စစ်ခွေးတပ်ကလေးမြနာမြို့နယ်နဲ့ရေကြီးမြို့နယ်မှာရှိတဲ့ခြေရွာများကိုလေကြောင်းကနေတိုက်ခတ်ခြင်းများနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့ပြည်သူ33ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ55ဦးရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ